င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။မြိုင်နယ်ပကုတ်ကွန်မြူနယ်ဆက်မှာစစ်တပ်စစ်ကြောင်းတိုက်ခိုက်မှုစစ်သား၏တိုက်ခိုက်သေးဆုံးမှုများပြပြီးတအုပ်ကိုရှင်ဖန်မိကခင်ချိုသိမ့်စီရရှိမကွေးတိုင်းမြန်မြွနယ်နယ်ပကုတ်ကွန်မြူနယ်ဆက်မှာကြံဖက်စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခဲ့ရာစစ်သား၏တိုက်ခိုက်သေးဆုံးမှုများပြပြီးတအုပ်ရှင်ဖန်မိကခင်တချို့ကိုသိမ့်စီရရှိခဲ့ကြောင်းအကတ်ပေပေဒီဗန်ဖော်မှာနိုင်ရှိသူကပြောနေဒီဇင်မာနေရနေမှာမြန်မြွနယ်နယ်ပကုတ်ကွန်မြူနယ်ဆက်ကိုစစ်ကြောင်းထိုးလာတဲ့တမတ်69ကကြံဖက်စစ်သားနဲ့ အင်အားတရာကျော်ပေါင်းလာစေကြောင်းဒေါ်လိုက်တဖွဲ့တွေကလက်မိုက်တနေရာမှာကြောက်ပြတ်တိုက်ခိုက်ခဲ့ပါတယ်။ထိုတိုက်ခိုက်မှုတွင်ဂျပန်စစ်တပ်ဘက်ကတိုက်ခိုက်တိုက်ဆုံမှုများပြပြီးထိခိုက်ဒဏ်ရာရှိကစစ်သားတအုပ်ကိုရှင်ဖမ်းမိကလက်နက်ကြီးကြီးချုံနဲ့ခဲတချို့ကိုတင်စီရရှိခဲ့တယ်။အဆိုပါတိုက်ခိုက်မှုကို Agot Paper Defendable ပကုတ်ကူကြိုင်လုပ်ခဲ့တဲ့အင် MGY PDF Gamma Underground 4နဲ့မြိုင်ပတ်ကပါရဘူပေါ်ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့အနေနဲ့ထိခိုက်မှုရှိခဲ့ကြောင်းသိရပါတယ်။ ပကောက်ကွန်မြို့နယ်အမြိုင်မြို့နယ်တွင်ဂျပန်စစ်တပ်ကစစ်ကြောင်းတို့လှုပ်ရှားနေအပြင်လေကြောင်းကလည်းပြည်သူလူထုကိုပြစ်မှတ်ထားပုံကျတိုက်ခိုက်နေခြင်းကြောင့်ပြည်သူများအနေဖြင့်စိတ်ဒိနဲ့လေကြောင်းရုံကိုတတိရှိနေထိုင်ပေးချင်အကွက်ပေးပဲဒီဖန်ဖို့အတိုက်တော်နေဆက်လက်ပြီးစားလိကြီးမြို့ပေါ်မြို့မရဲစကန်မှာထွက်လာတဲ့စစ်တပ်စစ်ကြောင်းအကြပြတ်တိုက်ခိုက်မှုစစ်သားဆယ်ဦးသေဆုံးပြီးအလောင်းတလောင်းသိမ်းဆည်းရရှိစကိုင်းတိုင်းစားလင်းကြီးမြို့ပေါ်မြို့မရဲစကန်မှာထွက်လာတဲ့ဂျပန်စစ်တပ်စစ်ကြောင်းအကြပြတ်တိုက်ခိုက်ရာစစ်သားဆယ်ဦးသေဆုံးပြီးအလောင်းတလောင်းသိမ်းဆည်းရရှိခဲ့ကြောင်းတောင်တမန်ကြီးဆက်ပြောက်ကြားတဲ့ဘက်တောင်းရှိသူကပြောတယ် နိုဝင်ဘာ30ရက်နေ့ည7:00နာရီခန့်မှာစာလင်ကြီးမြို့ပေါ်မြို့မှာရဲစခန်းမှာထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဒေါ်လေးတပ်ဖွဲ့တွေကရှေကားရွာနီမှာကြားပြတ်တိုက်ခိုက်ခဲ့တယ်။ထိုတိုက်ခိုက်မှုတွေကျပ်ဖက်စစ်တပ်ကစစ်သား10ဦးထိစုကတိုက်ခိုက်တဲ့ရရှိသူများပြားကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်ဒေါ်လန်ရဲဘော်တွေတိုက်ခိုက်မှုရှိပြလဲစုကနိုင်ခဲ့တယ်။ ။စားလင်းကြီးမြို့ပေါ်မြို့မရေစကန်ဟန်ထွက်လာပြီးဝမ်မကံပဏီတက်ကိုပြောင်းရတဲ့စစ်ကွေစစ်ကြောင်ကိုကျွန်တော်ကြားပြတိုက်ခိုက်ခဲ့ရပါစစ်ကွေလောက်တလောင်ရတယ်ထိခိုက်တန်ရများတယ်။လနဲ့တေတော့ဆွဲထားတယ်စစ်ခွေးအရန်ကတော့ခံမှန်းချစ်တရားကြောင့်လို့ပဲသိရပါတယ်စစ်ခွေးစစ်ကြဝန်ပါငုံမွေးနိုင်တော့ပဲစားလင်းချင်းမျိုးဘက်ကိုပြန်ဆုပ်သွားလို့သိရတယ်စစ်ခွေးတရားဆဲကလာတဲ့ကျွန်တော်ရေပေါ်ရေထိကိမရှိပြန်လဲဆုပ်ကနိုင်ခဲ့လို့တောင်တမကြီးဆက်ပြောင်းကြတပွဲတော်ရှိသူကပြောတယ်အဆိုပါတိုက်ခိုက်မှုကိုရင်းမပင်ခဲ့တဲ့ဆက်ကြောင့်ရင်းမပင်ခဲ့တဲ့ဆက်ကြောင့်နဲ့တပောင်စုညီနောင်မမိတ်တွေကပူပေါင်းလုံဆောင်ခဲ့ခြင်းပဲဖြစ်ပါတယ် ဆက်လက်ပြီးတောင်နှင်းမြို့နယ်ညာတော့ကြည်အောင်စုမှာပြည်သူတွေကိုနှိမြုံဆောင်နိုင်စက်နဲ့အောက်ဆောင်ရင်မောင်ကြည်ဝင်းပါဝင်တောင်းပစ်ခတ်ခဲ့ရပြီးတုံလုံးသေးဆုံးမကွေတိုင်းတောက်တွေချင်းမြို့နယ်ညာတော့ကြည်အောင်စုမှာပြည်သူတွေကိုနှိမြုံဆောင်နိုင်စက်နဲ့အောက်ဆောင်ရင်မောင်ကြည်ဝင်းပါဝင်တောင်းကိုပစ်ခတ်တိုက်ခါရတုံလုံးသေးဆုံးခဲ့ကြအောင်မကွေတောင်တွင်ကျဲတို့ပြောက်ကြတခွက်တောင်းရှိသူကပြောပါတယ်နှောင်းဝင်းမှာ26နေညပိုင်းမှာတောင်းတွင်ချင်းမြို့နယ်ပရိုဂျက်တိုက်နဲ့ ညတော့ကြောက်ဆိုတစ်ခုတ်ကျင်းအားတွင်စစ်တပ်တရင်ပေပြေလောက်ကိုင်းနေအောင်ချုပ်ရမှုဟောင်းជីဝင်းဆိုသူကကြည်ရနေပြည်သူတွေကိုစစ်တပ်ခေါ်လိုက်ရမလားချိန်ကြောက်ပြောဆိုပြီးအနိုင်ကျင့်နေဆက်နေ၎င်းအိမ်တွင်တော်လိုက်တဖွဲ့တွေကဝေရောက်ပြစ်ခတ်တိုက်ခိုက်ရပွဲချင်းမိတည်ဆောင်ခဲ့တဲ့အလားတူတစ်ခုတ်ကွင်းကျွာမှာစစ်တပ်တရင်ပေပြေလောက်ကိုင်းနေတဲ့မင်းဆောင်နဲ့စနေဖြစ်သူခင်ချိုင်တို့ကိုလည်းတော်လင်းရပေါ်တောက်ကစစ်တပ်တန်တရင်ပေးဖက်စီစီခိုင်းခြင်းတော်လင်းရပေါ်တွေကိုစစ်တပ်တန်စီပေးတိုင်ချခြင်းကြောင့်ယင်းနေ့မှာ၎င်းတို့နေတွေပထမ ထပ်မံဝင်ရောက်တိုက်ခိုက်ရန်နှောင်းလုံးပွဲချင်းမီတည်ဆောင်ခဲ့တဲ့ထို့သူပြက်ကတ်တိုက်ခိုက်မှုလှုပ်ဆောင်ခဲ့တဲ့အောက်ချုံရေမောင်ဂျင်ဝဲပောင်းတုံးလိုကိုဒေါ်လေးတက်ဖွဲ့ကကြိတ်ကြိတ်တော့တွေ့ဆုံပြီးစစ်တပ်နဲ့ပူးပေါင်းကြဖြစ်လာတဲ့တတိပြေပြောကြခဲ့တော့လေလိုက်နာခြင်းမရှိပဲဆက်လက်လောက်ကင်နေတဲ့အတွက်ပြက်ကတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ် အဆိုပါတိုက်ခိုက်မှုကမကွေးတောင်တွင်းကြီးအထူးပြောက်ကြားတပ်ဖွဲ့နဲ့လက်ကမင်းပြည်သူ့ကားခွဲတပ်ဖွဲ့တို့ကပူးပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ကြောင်းဆက်လက်ပြီးတောက်တွဲချင်းမြို့နယ်တွင်စစ်တပ်တရင်ပေတလန်နှင့်ပြူစောတိအနေနဲ့စစ်တပ်ထံကိုတရင်ပေတိုင်ချခြင်းစစ်တပ်အကူပြီးပြည်သူတို့ပေါ်ငွေကြေးအထမကောက်ခံခြင်းနဲ့စစ်တပ်မှပြုလုပ်တဲ့တွေ့ရောင်ရွေးကောက်ပွဲမှာပောင်ဝင်ပတ်သက်မီဆိုပါကအချိန်မြင့်တိုက်ခိုက်တာမျိုးဖြစ်ကြောင်းမကွေးတောင်တွင်းကြီးအထူးပြောက်ကြားတပ်ဖွဲ့တော်ရှိသူကဆက်လက်ပြောဆိုပါတယ်ဆက်လက်ပြီးစင်ကိုင်းမှာရထားနဲ့အင်စီကားတိုင်းပြီးကားပေါ်ကလူတော်အုပ်တည်ဆုံး မန္တလေးတိုင်းစစ်ကောင်မြေနယ်မှာရတနာအိမ်စီကတိုက်မှုဖြစ်ပြီးကားပေါ်ပလိုက်ပါသူ၃ဦးသေဆုံးကြောင်းဒေသခံတွေကပြောတယ်။ဒီကနေ့ဒီဇင်ဘာလ10ရက်နေ့မနက်9:00မိနစ်40ခန်းကစင်ကောင်မြေပတရားရွာနီးရန်ကုန်မန္တလေးရထားလမ်းမှာအိမ်စီကနေရထားတိုက်မှုဖြစ်ပွားခဲ့ကြောင်းဒေသခံတွေကပြောတယ်။ဖះတဲ့ဘူးရက်သွားယူရာ9ရောက်ပါ300ရောင်စုံမီလီတာကတောက်ကပြောတဲ့ကားကရထားလမ်းကိုပြတ်ကိုချင်းတိုက်မိခဲ့တာဖြစ်ပြီးရထားလမ်းပိတ်ဆောင်တွေကနေကြောင်းနေကံမဟုတ်တဲ့ကားသမားတွေကရထားလာတာကိုမသိလိုက်တာဖြစ်နိုင်ကြောင်းဒေသခံတွေကသုံးသပ်ပါတယ် တေဆောင်းသွေထဲမှာတက်ကြီးပိုင်းနဲ့ပေါင်းပြီးနှထိုးချင်းမြွတ်နဲ့ရွာကြီးရွာတိတ်ကဖြစ်ကြောင်းဒေသခဏီစီကနေသိရတယ်။တန်ရသူနောက်ကိုလည်းဆက်လက်ကုသနေဆက်ဖြစ်ကြောင်းသတင်းရရှိရင်ဆက်လက်ပြီးစကိုင်းတိုင်းမှာဂျက်ဖက်စစ်တပ်လူခွေချွတ်ပေါင်းမှုအများဆုံးကျွလွန်လာ။အာနာသိန်းဂျက်ဖက်စစ်တပ်ရဲ့တပ်ပြည်တွေပေါ်လူခွေချွတ်ပေါင်းမှုဖြစ်စဉ်မှာ2025ခုရှိခဲ့လို့အမျိုးသားညွှန်ရေးဆွေးအန်ယူဂျီလူခွေဆိုင်ဝန်ကြီးဌာနအစင်းချက်လက်တွေရသိရတယ်။ ဒီထဲမှာညာစောကျွလွန်ချုပ်ဖောက်ခံလူခွင့်ချုပ်ဖောက်မှုမျိုးစားကတရားလက်လွတ်တပြက်ခံမှုဖြစ်ပြီးအဆိုပါဖြစ်စဉ်ပေါင်း9230မှုရှိခဲ့လို့ထောက်ပြတယ်။စစ်တပ်လူခွင့်ချုပ်ဖောက်မှုဖြစ်စဉ်များစွာသတိတိုင်းမှာတွေ့ရှိရပါလို့သိရတယ်။ဒါပြင်ကျန်းမာရေးအစုကစုလိုက်ပြုံလဲတပြက်မှုပေါင်း495မှုကျွလွန်ခဲ့ရလူပေါင်း4965တိတ်ဆုံးခဲ့လို့သိရတယ်။စုလိုက်ပြုံလဲတက်ခံရသူတွေထဲမှာအသက်18နှစ်ကလေးတန်ငယ်962ယောက်ပါဝင်ပြီးအမျိုးသမီး182ယောက်ပါဝင်တယ်လို့သိရတယ်။ အကြံဖတ်စစ်ကော်မရှင်ကမတရားစစ်မှုထမ်းဥပဒေရရောတရားလွတ်ပေါ်တာဆက်မှုတွေပါလောက်ဆောင်နေရဒီနေ့ချိန်ထိအတင်းအဓမ္မစစ်သားစုဆောင်မှုကံမှုပြည်စင်မှာ1998ခုရှိခဲ့ပြီးစုဆောင်ခံသူရဲ့အတွက်ဟာ3186ရောက်ရှိနေဖြစ်တယ်လို့အများဆုံးတက်တာစုဆောင်ခံနေရဒေတာကမန်လီတိုင်းဒုတိယကရက်ကိုင်းပြည်နယ်ဖြစ်တယ်လို့ထုတ်ပြန်တယ်မဲအောင်လိုင်းဦးဆောင်တဲ့စစ်တပ်ဟာအာနာသိမ့်မှုစတင်ကြိုးပမ်းချိန်ကနေဒီနေ့ချိန်ထိအရသာပြည်သူပေါ်ရာဇဝတ်မှုကျွလွန်ခဲ့မှုဂိန်းကနန်းတွေကရပ်တန့်ခြင်းမရှိဘဲဇက်တိုက်တိုးလာနေလို့ NGO လူခွင့်ဆိုင်ဝန်ကြီးဌာနကဆိုပါတယ် ဆက်လက်ပြီးဂျန်ဖတ်စစ်တပ်မိဖက် SSPB နဲ့မြန်မာလဲကြားပြတ်နေဖမ်းမိတာဂျန်ဖတ်အာနာသိန်းစစ်တပ်အပေါင်းပါဖြစ်တဲ့ KN နယ်ကြားဆောင်တဲ့ BGF နဲ့မြေတိုင်းမြန်မာနယ်စပ်မှာအွန်လိုင်းဝင်လိမ်လုပ်ငန်းနေနဲ့ဆက်ဆက်ပြီးဖမ်းမိရန်ရှိခဲ့တယ်လို့စစ်တပ်နဲ့မိဖက်ဖြစ်တဲ့ရှမ်းပြည်မြောက်ပိုင်းရှမ်းပြည်တပ်တော် SSPB SSC တိုင်ချောင်းနဲ့မြေမှာလဲကြားပြတ်လုဆောင်နေတဲ့ကိုဖန်စီရမြာမှုရှိလာလို့သိရတယ်။ချမ်းပြည်မြောက်ပိုင်းကြောင့်မဲမျိုးနဲ့တောင်ထိပ်ကြားနေမှာအခုလိုဖန်မီယာရဖြစ်ပြီးလေးရတာတွင်အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်နေတဲ့နိုင်ငံသား28ယောက်ကိုဆက်ဆက်ပြစီရနေတဲ့သူဖန်စီရရှိခဲ့တယ်။ မကြမ်းဖက်စစ်တဲ့ဒီနေ့ထုတ်ပြန်ကြတဲ့အဆိုပါအွန်လိုင်းငွေလိမ်လည်မှုလောက်ကိုင်းနေတဲ့ပြင်လူနေဆောင်တွေပါဖမ်းမိကြတာဖြစ်ပြီးဆောက်လုပ်ပြီးလူနေအိမ်ဆောင်တွေဆောက်လုပ်စဲလူနေအိမ်ဆောင်တွေအစားအစာတူလာရောအွန်လိုင်းလေလောင်းကစားပြုလို့အဆောင်နေနဲ့ကင်းဆောင်မျှော်စင်တွေကိုပါတွေ့ရှိခဲ့ပါတယ်။ဖန်စီရမြင့်ကိုလည်းလုပ်ငန်းမှာအုံပြဆက်ဆက်ပြင်စီလူနေဆောင်နေနေရာတိုင်းငယ်တွေကိုမိကျွပြစီခဲ့လို့ဂျက်ဖက်စစ်တဲ့ကထုတ်ပြန်ပြီးဖန်စီရမြင့်နိုင်ငံသားတွေကတရားစွဲဆိုရင်းယူရာတွေတက်ဆိုင်နိုင်ငံတွေစီလွှဲပြောင်းပေးနိုင်မှုဆောင်ရွက်တော့မယ်လို့လည်းစစ်ကော်မရှင်ကဆိုပါတယ် အနာသိန်းစစ်ကောင်ရှင်ကကြားဖြတ်လုပ်ငန်းတွေစီကဝင်ဝေလမ်းကြောင်းရရင်မွေရှင်တယ်လို့နိုင်ငံတကာမှာသုံးသပ်ပြောဆိုမွေရှင်နေတယ်လို့စစ်ကောင်ရှင်တဲ့နီနီကကဆက်ဆံရေးရှယ်လမ်းနဲ့ကင်တဖွဲ့ရည်နဲ့မြေထဲမှာကြားဖြတ်လုပ်ငန်းတွေကိုဆက်လိုက်ဖန်စီရမိနေရပဲဖြစ်ပါတယ်။ဆက်လက်ပြီးဆလင်းမနိုဝင်ဘာလတွင်ညသာ30နီးပါးပေါ်တာဆက်ခံရပြီးအဆမတန်ဝင်ညခင်ရသူနောက်တာပြန်လို့လား။ မကွေးတိုင်းမင်းဘူးခန်စလင်းမြို့နယ်မှာနိုဝင်ဘာလတွင်လုံငယ်29ရောက်ကိုစစ်ကောင်ပြင်းကဖမ်းဆီးပြီးငွေပေးနိုင်သူနှစ်ယောက်တာလွတ်မြောက်ကာကျန်တဲ့သူတွေစစ်တင်နှံကြောင်ပို့ဆောင်ခဲ့ရကြောင်းဖြီးသူညီနောင်စလင်းတပ်ဖွဲ့တာဝန်ရှိသူကပြောရင်ပထမဆုံးအနေနဲ့ပြီးခဲ့အောက်တိုဘာလ30မနက်ပိုင်းကစလင်းမြို့ပေါ်ကြောင်ကြားရက်ွက်တွေအင်္ဂါနေ့တိုင်းရဲ့လုံငယ်နှစ်ယောက်စလင်းစစ်မှာဈေးဝယ်သွားဖို့အင်္ဂါထွက်လမ်းထိပ်ရောက်မှာစစ်အုပ်စုနဲ့ထိတိုက်တို့ကနေအိမ်ပေါ်ထိလိုက်လက်ဖမ်းဆီးခဲ့ရလို့ဖြီးသူညီနောင်စလင်းတပင်းတပ်ဖွဲ့တာဝန်ရှိသူကပြောရင် ။ဒါအပြင်ကန်ဆောင်ကြရတဲ့လူငယ်တရားကိုလည်းမန်နေပြန်လဲမှာစံပယ်စစ်ကော်မရှင်တက်တွေကပေါ်တော့ဆက်ဖန်စီခဲ့တဲ့ကြောင့်လည်းဖန်စီခံလူငယ်ကော်မတီစုနေဝေကငွေကျပ်သိန်း190နဲ့ပြန်လဲရေးထုတ်ခဲ့ပေမဲ့လွတ်မြောက်ခြင်းမရှိဘူးလို့ဆိုတဲ့အကြပ်ဖက်စီအုပ်စုအနေနဲ့ဇလင်းမြို့နယ်တွင်ရရှိလာတဲ့စစ်ရင်ရ29ရောက်တရာ2ရောက်ပဲလွတ်မြောက်လာခဲ့ပြီး29ရောက်ကတော့ရမဲသိမ်းမြို့အခြေခံလင်းကျင်းတင်တဲ့ကြောင့်ဖြစ်တဲ့ရလာတအမတ်တေရဲစစ်တင်တဲ့ကြောင့်ပို့ဆောင်ခံခဲ့ရကြောင်းသိရပါဗျာ။ အမနော်စီအစုကပြည်သူတွေကိုပေါ်တာဆွဲပန်းစီငွေနဲ့ရွေးကင်နဲ့မရွေးနိုင်စစ်မှုထမ်းခေါ်သွားတယ်ငွေညစ်တယ်ဒါတွေကသူတို့နဲ့ရုံမှန်မတမာနေအခုဆိုလူကကုန်ပြီ16နှစ်ကနေ40တိဆွဲတာကုန်ပြီလို့ပြည်သူညီညာစလင်းတစ်ခွက်တောင်းရှိသူကပြောတယ်လက်ရှိချိန်နေရာစလင်းမြွတ်နယ်တွင်လုံငယ်လူရဲတွေစုစုရပေါ်တာဆက်ဖက်စီခံနေရကြဖြစ်သလိုတစ်ဖက်မှာလည်းတွေ့ရရွေးကောက်ဘွက်တဲ့စစ်ရာတွေကြီးရာတွေတဲ့ဝင်ရောက်တိုင်းကြတက်ဆွဲနေကြောင်းသိရှိရပါတယ်။နောက်ဆက်အပ်ပေးကြတဲ့အတွက်တို့ပဲကျေးဇူးတင်ရှိပါတယ်ရှင်။